။ကျွန်တော်အနေနဲ့ app တစ်ခုကို9မိနစ်10မိနစ်တွင်ဖန်တီးလို့ရတယ်ဆိုတဲ့ဗီဒီယိုတွေကိုတွေ့ဘူးကြမယ်လို့ထင်ပါတယ်။အဲဒီဗီဒီယိုတွေမှာသူပြောထားပုံစံအရဆိုရင်တော့တော်တော်ကြီးကိုမိုက်ပါတယ်။ဒါလည်းကျမ်းပါတယ်။မကျမ်းအောင်လို့ကျမ်းပါတယ်။ဒါပေမဲ့အဲ့လိုမျိုးကိုကိုက software development နဲ့ပတ်သက်ပြီးအခြေခံလည်းမသိဘူးဘာမှမသိဘူး။ဘယ်ရင် plain ဒီလိုမျိုးဖန်တီးမယ်ဆိုရင်တော့ကို့အတွက်ပြဿနာကြီးကြီးမားမားတော့ရှိနေပါတယ်။ ။ဒါဒီနေ့ဗီဒီယိုမှာအဲ Bike Coding ရဲ့ကောင်းကျိုးဆိုးကျိုးတွေနဲ့ Bike Coding ကဘယ်လိုမျိုးခုမှစပြီးလေ့လာနေတဲ့သူတွေအတွက်တက်ရောက်မှုကြီးမားလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားပါမယ်။ဒါနဲ့စကားမဆက်ကျွန်တော် Telegram Channel ဝင်လာပါတယ်။ကျွန်တော်ရဲ့ Telegram Channel ကိုဝင်ရောက်ပြီးတော့ Join လုပ်ရပါတယ်။ကျွန်တော်အောက် Description ထဲမှာ link ထည့်ပေးထားပါတယ်။အဲဒီမှာဝင်ရောက် Join လုပ်ရပါတယ်။နောက်ပိုင်းမှာကျွန်တော်လုပ်သွားမယ် project based tutorial တွေရဲ့ source code တွေလိုအပ်တဲ့ sf file တွေကိုကျွန်တော် telegram channel မှာတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Telegram channel ကို join လုပ်ဖို့လည်းမမေ့ကြပါနဲ့ Vibe coding ဆိုတာကတော့ AI ကို100%မိခိုးတာပဲဖြစ်ပါတယ်။ကျောင်းနေနဲ့ဒီ app တစ်ခုကိုဖန်တီးရမယ်ဆိုရင်ကျောင်း language တွေသိရတယ် syntax တွေသိရတယ်ကျွန်တော်အခြေခံဖြစ်တဲ့ဒီ Vibe ဆိုလဲ web application ဆိုလဲ application ပေါ့နော်။သူနဲ့သက်ဆိုင်ရာအကြောင်းအရာတွေ basic တွေသဘောတရားတွေလိုက်နာမယ်စီမင်းစီကန်တွေအားတွေကိုကျွန်တော်နေသိရတယ်။ database အကြောင်းစသဖြင့်ပေါ့နော်။သိရမယ့်အားတွေအများကြီးရှိတယ်။ အဲ့လိုမျိုးဟာတွေကိုသိရတယ်ဒါပေမဲ့ကျွန်တော် vibe code တင်မှာတော့ဘာမှသိစရာမလိုပါဘူးဟုတ်အဲ့လိုမျိုးဘာမှမသိပဲနဲ့ AI ကို100%အသုံးပြုပြီးတော့ app တွေဖန်တီးတာကုတ်ရေးတာတွေကိုကျွန်တော်အနေနဲ့ vibe code တင်လို့ခေါ်ပါတယ် vibe code တွေကကောင်းလားမကောင်းလားဆိုရင်တော့ကောင်းတယ်လို့လည်းပြောသေးရသလိုမကောင်းလို့လည်းပြောလို့ရပါတယ်ကောင်းတယ်ဆိုတာကတော့ဒီလိုမျိုးအခြေခံတွေတက်ကြွပြီးသားကိုကလည်းဒီ app တွေကိုစပြီးရေးနေပြီလုပ်နေပြီဆိုတဲ့သူတွေတော့ကတော့ကောင်းပါတယ် လောအောင်မှာရေးရမှာကိုတိပြီးသားဒီကိုပြန်ပြီးရေးရမှာပြင်းတယ်ဆိုလို့ရှိရင်တော့ i5 ကုတ်တင်လို့ generate လုပ်ပြီးတော့ copy paste ထားလိုက်တော့ပြီးသွားပါပြီမကောင်းတာကတော့အခုမှစပြီးလေ့လာနေရသူတွေကဒီအရကိုတုံးပြပြီးတော့အရန်လွယ်ကူတယ်ဒီလိုမျိုး generate လုပ်လိုက်ရုံပဲဆိုပြီးတော့အဲ့ mindset ကြီးဝင်နေတာပဲဖြစ်ပါတယ်အဲ့ဒါကတော့လုံးဝမကောင်းပါဘူး5 code တွေကကျွန်တော်တို့ ဒီအခုမှစပြီးတော့လေ့လာနေတဲ့ developer တွေတော့ဘယ်လောက်ထိ NDA ရှိတယ်ဘယ်လောက်ထိစိုးလဲဆိုတော့ကိုကျွန်တော်ပြပြပါမယ်ပထမဆုံးကတော့ကျွန်တော်တို့ဒီ byte coding ကိုရန်နဲ့အသုံးပြုတယ် byte coding နဲ့ပဲအကုန်လုံးရေးတယ်အဲ့လိုမျိုးလုပ်ပါများလာလို့ရှိရင်ကျွန်တော်တို့နေပါဖြစ်တယ်ဆိုရင်ကျွန်တော်တို့ problem solving skill တွေဒီ video နဲ့ကြာလာပါတယ်ဘာလဲဆိုတော့ error တစ်ခုတက်ပြီးတော့ error တစ်ခုတက်ပြီးတော့ဘာမှစဉ်းစားတော့အဲ့ error ကို copy လုပ်တယ် error message ကို copy လုပ် copy လုပ်ပြီးရင်အေးဒါပါတော့ ChatGPT DeepC စတဲ့ဖြင့်ကားရတဲ့ Copilot ပေါ့နော်။ကားစာသုံးရင်လည်းကားစာဟောဗျာ။အဲဒီမှာတွားပြီးတော့အဲဒီ error တက်နေပြီတတတာဖြည့်ရှင်းပေးပါအောင်ဆိုပြီးအဲ့လိုမျိုးတွားပြီးတော့မေးလိုက်တယ်။အဲ့လိုမျိုးတော့ဟိုကလေလာပြင်မယ်။တစ်ခါကြရင်က AI เนี่ยချိန်ချင်းထဲရ။ဘလုံးချင်းထဲလဲဆိုမှန်နေတဲ့ဟောင်းတော့မှာအမားပြင်ပြီးတော့ကျွန်တော်တို့ပြန်ပေးတာအဲ့လိုမျိုး။ကြောင်ကွာအဲ့လိုမျိုးမသိသေးဘူးဆိုရင်ဒီအိုင်ကိုတားမိခိုးပြီးတော့လုံးလို့ရှိရင်ကိုယ်ဂျင်းထဲနေမှလည်းမသိဘူးကွာဒီအိုင်ကို သုံးပြီးတော့ကိုယ် run လိုက်တယ်ပြီးလေပြီးတော့ကိုယ့်ရဟာ performance လည်းစစ်ရော performance ရထိုးကြအဲ့လိုမျိုးကြီးဖြစ်လာနိုင်ပါတယ်အဲကြောင့်မလို့အရန်နဲ့မီခိုသိမအောင်မီခိုလုံးအားကြီးရင်ကျွန်တော်တို့ရဲ့ problem solving skill ကြီးကြပါတယ်နောက်တစ်ခုကတော့ copy paste developer ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ဘာလဲဆိုရင်ကိုကအခုနောက်ပိုင်းဆိုဗျာကျွန်တော်တို့ chatbot တွေမဟုတ်တော့ဘယ်နဲ့သူကတခါလေကို prompt လုပ်လိုက်တာနဲ့ app တစ်ခုလုံး build လုပ်ပြီးတဲ့ဟာကြီးဒီပါဖြစ်လာပြီဆိုတော့ ဟောဘာမှလုံးဆိုင်မလို့ဗျာဒီလိုမျိုးလေး front လောက်လိုက်တယ် quantity တစ်ခါရေးပြီးတော့ကိုလိုချင်တဲ့ဟာတွေ develop လိုက် develop နောက်ဆုံးကျတော့ကိုက copy paste developer ဖြစ်လာရောအဲ့လိုမျိုးဖြစ်သွားတတ်ပါတယ်ကိုအနေနဲ့ကတော့ဒီလိုမျိုး experience တွေရှိပြီးသားဟိုမှာဒီအောင်လဲလုံးရကြပြီး၃နှစ်တန်နီ၅နှစ်တန်နီအဲ့လိုမျိုးဒီ phenomenon တွေလည်းကောင်းကောင်းကျွန်းကျင်းချင်းသိပြီးသားဆိုရင်တော့ဒီနေရာကိစ္စမရှိဘူးဒီနေရာကအရင်နဲ့ကိုလိုတော့အရင်အဆင်ပြေတယ်ဗျာ အခုမှစပြီးလုပ်နေသူဆိုရင်တော့ဒီအရာတွေကိုရှောင်ကျင်တယ်။ကျောင်းနေတဲ့ဒီ byte code တွေပေါ့နော်ကျွန်တော်တို့ဒီ AI တွေကိုဘယ်လိုမျိုးအသုံးပြုသင့်လဲဆိုရင်ကျွန်တော်တို့ကမကျန်းကျင်သေးတဲ့အချိန်မှာတခါလေးဘေးလောက်ခိုင်းတာထက်ကိုကသူတို့ကိုပြန်ပြီးတော့ breakdown လုပ်ခိုင်းတာ explain လုပ်ခိုင်းတာဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို idea တောင်းတာအဲ့လိုမျိုးလုပ်တာတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့လိုမျိုးလုပ်တဲ့အချိန်ရရင်ကိုယ်အနေနဲ့ scale လဲတက်လာလို့ ဘယ်ကဘာဖြစ်လဲဆိုတော့သူ့အနေနဲ့ breakdown လုပ်ပြီးရဲ့ဆိုတော့ကိုယ့်ရဲ့ problem ကိုလည်းကိုယ်ကနားလည်ပြီးတော့ကိုယ်ကိုယ်တိုင်လည်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်အနေနဲ့ဘယ်ဟာပဲသင်နေပါတော့ကျွန်တော်တို့ဒီ programming နဲ့ပတ်သက်ပြီးတော့ဘယ်ဟာတွေပဲသင်နေဘာတွေပဲလုပ်လို့ကျွန်တော်သင်ပြီဆိုရင်လည်းဒီ AI ကိုကျွန်တော်အနေနဲ့အကူအညီယူပြီးသင်တာကပို့ပြီးတော့တက်လွယ်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ကဒီ programming language တစ်ခုကိုသင်နေသင်ပြီးလို့ရှိရင် I have practice လုပ်ဖို့တော့ဘယ်လို practice လောက်လည်းမသိဘူးဆိုရင်ကျွန်တော်အနေနဲ့ AI ကိုဟော problem solving လုပ်တဲ့ question တွေမေးပြီးတော့ကိုယ်အနေနဲ့အားအားတွေယူပြီးတော့ဖြေလို့ရပါတယ် practice လုပ်ကြည့်လို့ရပါတယ်အဲ့လိုလုပ်ရှင်ပြင်ကိုကလည်းဒီအခြေခံတွေကိုကောင်းကောင်းမွန်နားလည်ပြီးတော့ဒီ language တွေရဲ့ syntax တွေသူ့ရဲ့လောက်ဆောင်ပုံတွေကိုကိုယ်အနေနဲ့ကျွမ်းကျင်ကျင်နားလည်ပါဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ byte coding AI ပေါ့နော်။ AI ဘောအသုံးပြုပြီးတော့ကျွန်တော်ကုတ်ရေးတဲ့ဟာဘာနဲ့တူလဲဆိုရင်ကျွန်တော်ကယ်ကူလေတာသလုံးနဲ့တူပါတယ်။ဘာလို့ဆိုရင်ကယ်ကူလေတာတော့ကျွန်တော်တို့နှိမ့်လိုက်ရင်တော့ခဏန်းနေပေါ်လာတယ်။တကယ်တော့ function တွေအများကြီးပဲဗျာ။ကိုလောက်ဆောင်လိုက်ရတာ။ဒါပေမဲ့ကိုနေနဲ့ဘာရှိလို့လဲဆိုရင်သင်္ချာတွက်နိုင်တဲ့ skill ရှိဖို့လိုပါတယ်။ခဏန်းတွေကိုပေါင်းတုံးမြောက်စားတွေကိုနားလည်ဖို့လိုတယ်။တနည်းသုံးလေးတွေသိဖို့လိုတယ်။အဲ့ဒီဒီမှာကျွန်တော်တို့ဒီကဏ္ဍပေါင်းဆက်ရီကိုပြင်းပြင်းထန်ထန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ AI ကလည်းအဲ့လိုပါပဲ။ကျွန်တော်တို့အနေနဲ့ အခြေခံတွေကိုသိဖို့လိုတယ်သိရမယ့်ဟာတွေကိုကောင်းအောင်ဝင်ကျွမ်းကျင်သိဖို့လိုတယ်အဲ့လိုသိမှ quality AI ကိုအကျိုးရှိရှိအသုံးချနိုင်မှာဖြစ်ပါတယ်အဲ့ဒါမှခု try ဖြစ်နေတဲ့ bike coding ကိုကိုယ်နေနဲ့ AI လိုင်းနိုင်မှာဖြစ်ပါတယ်ဒီ video ကတော့ကျွန်တော်ရဲ့အမြင်ပေါ့နော် bike coding ပေါ်ကိုကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲဘယ်လိုမျိုးစိုးကျိုးတွေရှိလဲဘယ်လိုမျိုးကောင်းကျိုးတွေရှိလဲဘယ်လိုဆောင်ရမယ်ရှောင်ရမယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြပြတာဖြစ်ပါတယ် ဒီဗီဒီယိုကတော့အထူးသဖြင့်တော့ခုမှစပြီးလေ့လာတဲ့သူတွေအတွက်ကျွန်တော်အနေနဲ့ရည်ရချင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကခုကြည့်နေတဲ့သူတွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေသက်သက်ဆိုရင် like လုပ်လေးကိုနှိပ်ပြီးခဲ့ရသလိုကျွန်တောရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးတော့လုပ်ရပါတယ်။ဆုံးဖြတ်ချက်ပေးရတဲ့အားလုံးကိုကျေးဇူးတူပဲနဲ့ရှိပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။အားလုံးပဲ happy ကောင်းတွေပါခင်ဗျာ။